ကိုရွှေမန်းရဲ့အကြောင်းလေးကိုဖော်ထုတ်ခဲ့ပေးမယ်။ကလေးပေနဲ့တွဲနေတဲ့အကြောင်းပေါ်ထွက်လာပြီးဝတ်လန်နေရတဲ့တန်တာမိုးသိမ့် ကိုရွှေမန်းကားခဲ့တဲ့စတုတ်ကြီးကတခန့်ရက်သွားပြီးမယ်မရက်သေးတာကတော့ဒမန်နိုင်မင်းသမီးလေးတန်တာမိုးသိမ့်ဖြစ်ပါတယ်။ကိုရွှေမန်းတို့ရဲ့မင်္ဂလာဥကာလမှာတန်တာမိုးသိမ့်ကနောက်ကျောင်းတွေကိုတစ်ခုပြီးတစ်ခုပြပြခဲ့တာကြောင့်အကြီးရဲ့ကျယ်ပြန့်လက်ဖြစ်ရှင်းခဲ့ရပါတယ်။ကိုရွှေမန်းကရီစာအယောက်50ထားခဲ့တဲ့အကြောင်းတွေသူ့ကို၄နှစ်ကျွဲပြီးမယူခဲ့တဲ့အကြောင်းတွေပြင်ခြေပါလက်ပါလုံးတက်တဲ့အကြောင်းတွေကိုပါပြပြခဲ့ပါတယ်။ရီစာအယောက်50ထားခဲ့ပေမဲ့လည်းသူ့ကိုသာအချစ်ဆုံးဖြစ်လို့၄နှစ်ကျွဲပြီးတသက်လုံးချစ်ပေးတဲ့အကြောင်းတွေကိုပါထည့်ပြောသွားခဲ့ပါတယ်။တစ်ဖက်ကဆရာအမလေးကိုစာနာတယ်လို့ပြောခဲ့ပေမဲ့တန်တာမိုးသိမ့်ကဘသူ့ကိုမှမညာ တော့ပါဘူးတန်တော်မိုးတိမ်ကိုကိုရွှေမဘက်ကလူတွေကလည်းမသိမသာပြောဆိုလာကြပါတယ်အဖေကွယ်လွန်ပြီးတဲ့နောက်မှာတယောက်တည်းရုန်းကန်နေရတဲ့တန်တော်မိုးတိမ်ကိုဝန်ဝင်ပြီးတော့ပြောဆိုကြရဲဆိုပြီးတော့အားလုံးကတနာခဲ့ကြပါတယ်မိဘကအတန်းဝိုင်းအင်အားနေရင်အပြောခံရတယ်ဆိုပြီးကိူနာတက်ခဲ့ကြတာပါအမေကိုလှုပ်ကြွေးနေရတဲ့တမီးလေးဖြစ်ပေမဲ့လည်းအတန်းဝိုင်းမကြည့်လို့အနှိမ်ခံရတယ်ဆိုပြီးတော့အရင်ကထက်တောင်မှအားပေးခဲ့ကြပါတယ်ဒါပေမဲ့ဝက်ကနောင်ဘွားမကူဘူးဆိုတဲ့အတိုင်းတန်တာမိုးသိန်းရဲ့နောက်ကျောင်းလေးကိုပြန်လည်ဖော်ထုတ်လာသူတူရှိပါတယ်။အားလုံးကတန်တာမိုးသိန်းကိုတနာနေကြတဲ့အချိန်မှာသူကတော့အိမ်အောင်ရှိတဲ့အမျိုး သားတယောက်နဲ့ပတ်သက်နေတဲ့သတင်းတွေပါပေါ်ချလာခဲ့ပါတယ်။အိမ်တော်ရှိတဲ့အမျိုးသားကသမီးလေးတယောက်နဲ့ရှိပြီးယာရုကြည့်သူတယောက်ဖြစ်ပါတယ်။ MRTV ဖော်ကအမေသမီးတယောက်ရဲ့မိတ်ဆက်ပေးမှုကြောင့်တန်တာမိုးသိန်းနဲ့အတူချစ်သူတွေဖြစ်သွားခဲ့တယ်လို့လည်းဆိုပါတယ်။အိမ်တော်ရှိပေမဲ့တန်တာမိုးသိန်းကတော့ကူးမဆိုင်ပဲဆက်တွဲနေခဲ့တဲ့ပြင်အရွက်တိုက်တဲ့လောက်ရက်တီကိုပါလုပ်တဲ့အကြောင်းမျက်မြင်တွေ့လိုက်သူတွေကပြောကြပါတယ်။ယာရုလက်ကြည့်တဲ့အပြင်ငွေကြေးလက်ချမ်းသာကြောက်သူဖြစ်ပြီးသမီးဖြစ်သူရဲ့မျက်နှာကြောင့်ပြန်လည်အစဉ်ပြောင်းစူးစမ်းနေရတယ်လို့ဆိုပါတယ်။ တန်တာမိုးသိန်းကိုနောက်ဆုတ်ပြီးဖို့အတွက်ပြောပေမဲ့နောက်မဆုတ်ပေးခဲ့ပဲနောက်ဆုံးမှာတော့တပတ်ကဇနီးတဲ့ကစိတ်ဒဏ်ရာရတဲ့အထိဖြစ်သွားခဲ့တယ်လို့လည်းသိရပါတယ်။တန်တာမိုးသိန်းတယောက်ကိုရွှေမန်းနဲ့ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက်အားလုံးကသနာနေကြပေမဲ့အိမ်အောင်ရှိတဲ့မျိုးသားနဲ့ပတ်သက်တာကိုတော့အံ့ဩနေကြရပါတယ်။သူကိုယ်တိုင်ကလည်းအဖေကွန်လွန်ပြီးတဲ့နောက်မှာအားငယ်ရကြောင်းအင်အားကြီးတွေရဲ့ချိုးနှဲမှုကိုခံရကြောင်းပြောခဲ့ပေမဲ့တပတ်မှလည်းတန်တာမိုးသိန်းရဲ့အဖြစ်အပျက်တွေကြောင့်ကလေးတယောက်ကစိတ်ဒဏ်ရာရသွားခဲ့ပါတယ်။ တန်တာမိုးသိန်းကကိုရွှေမန်းနဲ့လမ်းခွဲပြီးတဲ့နောက်မှာလေဒီအမျိုးသားနဲ့တွဲနေခဲ့ပြီးကိုရွှေမန်းလက်ထက်သွားတဲ့နောက်မှာအတိတ်ကအကြောင်းအရာတွေကိုပြန်ပြီးတော့ဖော်ပြနေခဲ့တာပါကိုရွှေမန်းရဲ့ပြဿနာပြီးဆုံးသွားပြီးတဲ့နောက်မှာတော့တန်တာမိုးသိန်းရဲ့အရှုပ်ကြီးကထပ်မံပေါ်လာခဲ့ပါတယ်တန်တာမိုးသိန်းကကိုရွှေမန်းလက်ထက်သွားတဲ့အချိန်မှာသူ့ဘက်ကနေနာခဲ့ရကြောင်းပြောပြီးမဲ့တစ်ဖက်မှာလည်းသူ့ကြောင့်နေနာသွားရတဲ့မိသားစုတစုရှိနေပါတယ်တန်တာမိုးသိန်းရဲ့အဖြစ်အပျက်ကိုကြည့်ပြီးတချို့တွေကသူ့ကိုတနာပြီးအားပေးကြသလိုတစ်ဖက်မှာလည်းသူတို့ဘာရဲ့အိမ်တော်ကြီးကိုပြိုကွေးအောင်လုပ်တာကမကောင်းတဲ့အကြောင်းပြောနေကြပါတယ်ကိုရွှေမန်းကတော့တော်လိုက်ကြတော့ ော့ဆိုတဲ့စကားတစ်ခွန်းနဲ့အားလုံးကိုပွဲသိမ်းအောင်လုပ်ပေးပြီးမယ်။တန်တာမိုးသိန်းကတော့ပွဲမပြီးနိုင်သေးပါဘူး။တချို့ကတော့ဒီကိစ္စတွေကတန်တာမိုးသိန်းကိုမနာလိုတဲ့သူတွေကလှုပ်ကြံပြီးတော့ဖန်ပြီးပြောဆိုထားတာဖြစ်တဲ့အကြောင်းလည်းပြောနေကြပါသေး။ဒါပေမဲ့သူရဲ့ဤစားအသက်လေးနဲ့အတူတွေ့ရိပ်ထားတဲ့တပ်ပုံတွေကလည်းညင်းမရတာကြောင့်ပွဲကြိတ်ခင်တော်မှာတော့ဘသူ့ဘက်ကမှန်ကြောင်းပြောရမှန်းမသိဖြစ်နေကြပါသေး။ဆိုရှယ်မီဒီယာမှာပွဲတွေဖြစ်လာရင်လူအများစုကတော့အားနည်းတဲ့သူဘက်ကနေအားပေးကြလေရှိပေမဲ့ဒီတစ်ခါမှာကတော့အိမ်အောင်ရှိတဲ့အမျိုးသားနဲ့ပတ်သက်တဲ့ကိစ္စဖြစ်နေပြန်ပါသေး။ ဝါသားပေါင်းစားတဲ့ကိစ္စကနေစတင်ပြီးနောက်ွယ်ကအကြောင်းအရာတွေဖော်ထုတ်ခံနေရတဲ့တန်တာမိုးသိန်းကိုဆက်ပြီးတော့အပိမာလာဆိုတော့ကောမမပြောခဲ့ပါဦး။ကြည့်ရှုအပိခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။